လန်နာတိုသတင်းကောင်းလေးတစ်ခုပေးခြင်းလို့ပါကျွန်တော်မကြခင်ကပညာဒါန course တစ်ခုဖွင့်ပေးမယ်လို့ပြောခဲ့တာဟုတ်လန်နာတို speaking course ကိုဖွင့်ပေးစီချင်တယ်လို့လန်နာအများစုတောင်းဆိုခဲ့ကြလေနော် so speaking ပညာဒါန course ကိုကျွန်တော်မကြခင်ဖွင့်လှစ်ပေးသွားပါမယ် ဒီပညာဒါန course ကို join ချင်နေဆိုရင်ဘလို့တက်လို့ရမလဲဆိုတာကိုတိဖို့အတွက်ကျေးဇူးပြုရဒီဗီဒီယိုအဆုံးထိကြည့်ပေးပါ။ဘာလို့လဲဆိုတော့ကျွန်တော်နားလည်မှုလွယ်နိုင်ခြေလေးတွေရှိတတ်တယ်။အဲ့လိုမဖြစ်စေချင်လို့ပေါ့နော်။အဒီလိုပါအဓိကပါလဲဆိုတော့ဒါ speaking course လေနော်။ဟို channel skill တွေနဲ့မတူတာဗျာ။အနမူနာနဲ့ကျွန်တော် grammar တွေသင်နေဆိုပါဆို maybe ကျွန်တော်ဟို video file လေးတွေလုပ်ပြီးတော့သင်ပေးလို့ရတယ်။ um touch channel learner တွေအကုန်လုံး video file နဲ့သင်ပေးလို့ရတယ်။ဒါပေမဲ့ speaking ကအဲ့လိုလုပ်လို့မရအောင်ကျွန်တော် face to face သင်မှရတာ။အဲ့တော့လူအများများသွားရင်မထီမရောက်ဖြစ်မှာ။အာ စိုးရင်ရသေးရယ်ဆိုတီတီရောက်လည်းဖြစ်စေချင်တယ်လीနော်အဲ့တော့တေချာရာကကျွန်တော်တို့ learner တွေကိုကန့်တက်လိုက်ရတယ် class တစ်ခုမှာ learner အယောက်30ကိုပဲကျွန်တော်ထည့်ပေးနိုင်တယ်ဒါမှဒီ course ကို TDR ကျွန်တော်သင်ပေးလို့ရမှာဒါပေမဲ့ speaking course ကတက်ချန်နယ် learner တွေအများများတယ်ဆိုတော့အယောက်30ကိုပဲသင်ပေးမယ်ဆိုရင်လည်းဟိုတက်ချန်နယ် learner အများပြားကမတက်လိုက်ရအောင်ဖြစ်သွားမှလည်းဆိုရင်ရသေးရဲ့အဲ့တော့အဲ့လိုမဖြစ်အောင်ကျွန်တော်ဒီတစ်ခေါက်ကိုတော့ပညာဒါန course နှစ်ခုကိုဇက်တိုက်တစ်ခါလေးဖွင့်သွားပါမယ် course တစ်ခုကို လာမယ့် ကြာတာပဒေးနဲ့တောက်ကြာနေမှာတင်မယ် because course တခုက၂ရက်တင်မှာဟုတ်အဲ့တော့ course တခုကိုကျွန်တော်ကကြာတာပဒေးနဲ့တောက်ကြာနေမှာ လာမယ့်ကြာတာပဒေးနော် any ဖွင့်မယ် and ဒုတိယ course ကိုကျွန်တော်စနေနဲ့တနင်္ဂနွေ၂ရက်မှာတင်ပြပါမယ်အချိန်၄အနေနဲ့ကညနေ9:00ကနေ 6နိုင်ခွဲမှတင်ပြီးသွားမှာဖြစ်ပါတယ်။ဒါကြတပတိတောက်ကြနေရဖွင့်မဲ့ class လဲညနေ9နိုင်ရနေ6နိုင်ခွဲဟုတ်တယ်။စနေတနင်္ဂနွေ class လဲညနေ9နိုင်နဲ့6နိုင်ခွဲဟုတ်တယ်။အဲ့တော့ဒီ course ကိုတက် channel learning တရားကိုအတွက်ဘယ်နေ့တက်ရတာအဆင်ပြေလဲ။အဲ့ဒီကိုအဆင်ပြေတဲ့နေ့ကိုရွေးထားလို့ရတယ်။ပြီးရင်ကျွန်တော် learner တီကို link ပို့ပေးမယ်ပေါ့နော်။ဒါပေမဲ့ link ဘလို့ပို့ပေးမယ်ဆိုတာတစ်ချက်ပြောမယ်နော်။တခုရှိတာက learner အများစုကတော့စနေတနင်္ဂနွေမေးပြီးရုံးပေးရတဲ့ကျောင်းပေးရတဲ့ဘာတွေဖြစ်တဲ့အတွက်အဆင်ပြေမယ်ထင်တယ်။ဒါပေမဲ့အဲ့ဒီကျတော့တက် channel လူတွေအများများနိုင်တယ်။ဒါဆိုရင်ကိုကနေရာမရမှာဆိုရတယ်။အဲ့တော့ ့ကိုကဟိုကြာတပတိတောက်ကြအချိန်အော်ဖန်တီလို့ရမယ်ဆိုရင်တော့အနည်းကတက်ချင်တယ်လို့နည်းနည်းနည်းမလားပဲဆိုတော့အဲ့အစင်တော့နေရာပိုရနိုင်တယ်ပေါ့နော်အဲ့တော့ဒီလို class တွေကိုကျွန်တော်တက်ဖို့ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော် post တစ်ခုတင်ပေးမယ်အော် because ဒါအတိပီးချက်ပဲဖြစ်သေးရယ်အော်အဲ့တော့ကျွန်တော်ညပေါ့နော်မြန်မာစံတော်ချိန်ဒီည9နာရီကြာရင် အာကျွန်တော် Facebook page မှာ post တခုတင်ပေးပါမယ်။အာအဲ့ဒီ speaking course အတွက် post ပေါ့နော်။ကိုယ်နိုင်အတိအမှတင်ပေးမယ်။အဲ့ဒီ post ကိုတွေ့ပြီးဆိုရနဲ့ကိုကကြာတပတိတောက်ကြဖွင့်မဲ့ class ကိုတက်ရတာအဆင်ပြေလား။ or စနေတနင်္ဂနွေမှာဖွင့်တဲ့ class ကိုတက်ရတာအဆင်ပြေလား။ဆိုပြီးတော့ကိုတို့ကတင့်တော်တဲ့ဟိုကိုတို့အဆင်ပြေတဲ့အချိန်တခုကို commandment ထားလိုက်ပါ။ အဲ့ဒီ post မှာပဲနော်ဒီ video မှာမဟုတ်သေးဘူးနော်ပြီးတော့အဲ့ဒီ post ကကျွန်တော် TikTok နဲ့ YouTube မှာလည်းတင်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဟို Leonard တို့ဆက်သွယ်ရခက်တဲ့ channel channel တွေကကြတော့လေအဲ့ကြောင့်ကျွန်တော် Facebook ကနေပဲတင်လိုက်မယ်ပေါ့နော်အဲ့တော့ဒီ video တွေ့ရစင်ကျေးဇူးပြု Facebook ကညနေ9:00တော့စောင့်ပြီးပါနော်အဲ့ချိန်အတိတင်ပြီးပါမယ်အဲ့ပြီးရင်အ Leonard တို့ comment တွေတခါတည်းမှန်ထားလိုက်လေးရတယ်အဲ့ပြီးရင်ကျွန်တော်ကညကျရင်ပထမအဆုံး comment မှန်ခဲ့တဲ့အယောက်30စီကိုကျွန်တော်ဒီ group ထဲဝင်ဖို့ invitation link လေးပို့ပေးမယ်ကျွန်တော်30ထဲပို့လက်ခံလို့မရပါဘူးဘာလို့လဲဆိုတော့ကျွန်တော် Telegram ထဲမှာအရင်စုမှာ ါဘူးအဲ့တော့ Telegram group ကိုကျတော့ landing အရောက်30ပြည့်ပြီဆိုတော့ကျွန်တော်ပိတ်ပလိုက်မှာအော် auto limit နဲ့လာမှာဗျာ group ကအဲ့တော့ပို့ထည့်ပေးလို့မရဘူးဒါကြောင့်ကျေးဇူးပြုစောင့်ကြည့်ပေးပေါ့နော် and အဆင်မပြေမှုတချို့တော့ရှိသွားတယ် I'm sorry ပထမတစ်ခုကတော့ဟိုကြီးညာတာအရန်ကြီးအချိန်ကတ်သွားတာရယ်အဲနောက်တစ်ခုကျတော့တင်ပြီးတဲ့အချိန်လည်းပဲနည်းနည်းကိုယူကာယအချိန်လေးဖြစ်သွားတာရယ် um ပြီးတော့ learner အများကြီးကိုတခါတည်းတင်ပေးလို့မရဘူးအအယောက်30စီပဲဆိုအယောက်60လောက်ကိုပဲကျွန်တော်တင်ပေးလို့ရမယ်ပေါ့နော်ဒါပေမဲ့တင်ပေးလိုက်တဲ့ learner တွေကိုကျွန်တော်တကယ်ကောင်းအောင်တင်ပေးခြင်းလို့ပါအဲ့တော့ဒီတစ်ခေါက်ကျွန်တော်ဒီလိုတန်တန်းနှစ်ခုတပြိုင်နက်ထဲဖွင့်လိုက်မယ်ပေါ့နော် အဲနောက်ပိုင်းလည်းပဲကျွန်တော်အဆင်ပြေတယ်ဆိုရင်ခုလိုပညာဒါနာ class လေးတွေဆက်ပြီးတော့ဖွင့်ပြပါအောင်မယ်ဆိုတော့စောင့်တော့ကြည့်ပေးပေါ့ဒီ speaking ပညာဒါနာ course ကိုကျွန်တော်တကယ်ကောင်းစူးစမ်းပြီးတော့သင်ပြမှာပါ and လုံးဝအခမဲ့ဖြစ်ပါတယ် which is great and စိတ်ဝင်စားတယ်တက်ချင်တယ်ဆိုရင်တော့ Jesupie ညနေ9:00ကျရင်ကျွန်တော်ရဲ့ page မှာစောင့်ကြည့်ပေးအဲဒီ post တွေတင်ပြီးပြီးဆိုတဲ့တခါတည်းအပြည့်လွားတာ comment လောက်တော့ alright so ပထမအောင်ဆုံး comment လောက်တယ်လမ်းထဲ30စီကိုကျွန်တော်တို့ invite လုပ်ပြပါမယ် မိကုံချောင်းအနေနဲ့ဒီ speaking ပညာဒါန course ကိုတစ်ချက်ပြန်အနည်းချုပ်ပြီးပြောပြရမယ်ဆိုရင်ကျွန်တော်နှစ်ရက်တည်းမှာကြာတဲ့ပရိတောက်ကြ class တစ်ခုဖွင့်မယ်စနေတနင်္ဂနွေ class တစ်ခုဖွင့်မယ် and ကိုတော့အဆင်ပြေတဲ့အချိန်ကိုရွေးပါတစ်ရက်မှာကျွန်တော်တနင်္ဂနွေနောက်နဲ့တင်ပါမယ်ည9:00နာရီကနေ6:00နာရီခွဲအဲ့အချိန်မှာပဲတင်မှာဖြစ်ပါတယ် class တစ်ခုမှာလည်းအယောက်30ကိုကျွန်တော်ထည့်ပြီးတင်ပြီးမှာပါ zoom ကနေတင်ပြီးမှာဖြစ်ပါတယ် အဲ့ဒီတင်တန်းကို join ဖို့အတွက်ကျွန်တော်ညနေ9:00နာရီကျရင်အာ Facebook page မှာတင်အာ post တစ်ခုတင်ပေးမယ်။အဲ့ဒီ post မှာ class တက်ချင်ကြောင်းလေးပြောထားပေးကိုတော့တင်တော်တဲ့ class ကိုအာတခါတည်းခမမန့်ထားပေး။ because ဒီ video မှာမလုပ်ချင်တာဒီ video မှာမန့်တဲ့ learner တွေကို server invite လုပ်မှာမဟုတ်ဘူး။ဆိုတော့ဒါကြောင့်အတိပေးတာဟိုရွတ်တရက်ကြီးကိုက line မှာမရှိနေရချင်းအတိပေးလိုက်လို့ကိုကအာဒီကြီးညာလိုက်လို့ကိုမတိလို့မတက်လိုက်ရအောင်ဆိုတာမျိုးဖြစ်မှာဆိုတော့ကျွန်တော်ဒါအကျွတ်တင်အတိပေးခြင်းဖြစ်ပါတယ်။ဆိုတော့ဒီ video ရဲ့အာဒီ comment ထဲမှာမန့်တာတွေတော့ကျွန်တော်အာဟိုမလုပ်ဘူးပေါ့နော်။အာထည့်မစင်စားဘူးပေါ့လေ။ဒါမှအဲ့ညနေ Facebook page မှာတင်ပေးမယ်။ ိုးနိုင်မှာတင်မဲ့ post မှာကျေးဇူးတွေ commitment ထားပေး and အဲ့ဒီမှာပထမဆုံး commitment နဲ့ learner 30စီကိုအာကျွန်တော်တို့အာတက်ဆိုင် group တွေစီကို link တွေပို့ပေးမယ်ဟုတ်ပြီနော်အများဆုံး join ပေးပါ because လူပြည့်သွားလဲဆိုရင်ကွာကိုကမ join လိုက်ရပဲနဲ့ channel တွေတွေ join လိုက်လို့လူပြည့်သွားဆိုရင်ကွာအာ comment အညာမှန်ခဲ့ရတာနဲ့မတက်လိုက်ရအောင်ဖြစ်မှာဆိုရတည်ရဆိုအဲ့လိုမျိုးမဖြစ်အောင်ကျေးဇူးတွေဆောင်ကြည့်ပေးနော်